ငွေမှန်းလွှဲမိတာနဲ့ပတ်သက်ပြီးချက်ချင်းပြန်မပေးရတဲ့အကြောင်းရင်းကိုဖြေရှင်းလာခဲ့ပေမယ့်ကြကြလက်ကြတုတ်ပြန်ခဲ့တဲ့ငွေလွှဲသူကြောင့်အခက်တွေ့နေရတဲ့ခိုင်နှင်းဝေပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းမာတပန် page ကနေကြိုဆိုလိုက်ပါတယ်အခုလက်တလုံး online ပေါ်မှာနာမည်ကြီးနေတဲ့အကြောင်းအရာကတော့ Pride မင်းသမီးကြီးခိုင်နှင်းဝေရဲ့ငွေသိန်း30မှားလွှဲတဲ့ကိစ္စပဲဖြစ်ပါတယ် ဖြစ်စဉ်ကတော့ခန်းနေဝင်ဖောင်ဒေးရှင်းစီကောမြို့သမီးတိုးကငွေကျပ်သိန်း30မှားလွှဲမိတာဖြစ်ပြီးငွေမှားလွှဲမိကြောင်းသက်သေအထောက်အထားပြည်စုံနဲ့ပြန်တောင်းတဲ့အခါမှာတော့ခန်းနေဝင်တို့ဘက်ကပြန်မပေးဘဲရက်20ကျော်လောက်စောင့်ဆိုင်းစီခဲ့တာပေါ့ အဆိုပါအမျိုးသမီးကခိုင်နှင်းဝေကိုရင်ကလေးကယုံကြည်လေးစားခဲ့ရသူဖြစ်တာကြောင့်မကြာခဏအလူငွေတွေလှုပ်ပေးလေးရှိတဲ့သူပေါ့ဒါကြောင့်လဲခိုင်နှင်းဝေတို့ဗန္နမတ်ကငွေမလွှဲသူအမျိုးသမီးစီမှာမှတ်တမ်းအထည်ချတဲ့ရှိနေခဲ့ပါတယ်ဒါရီကပဲအဆိုပါအမျိုးသမီးကိုခိုင်နှင်းဝေတို့စီငွေမလွှဲဖို့အကြောင်းဖန်လာခဲ့တာပေါ့ငွေမလွှဲသူအမျိုးသမီးကထိုင်းနိုင်ငံဘက်မှာနေများသူဖြစ်ပြီးမြန်မာနိုင်ငံကသူမရဲ့စီးပွားရေးကိုယ်စားလှယ်တချို့နဲ့ချိတ်ဆက်ကောင်ငွေလွှဲငွေထုတ်တွေလှုပ်ဆောင်နေကြဖြစ်ပါတယ်ဒါကြောင့်အမျိုးသမီးကကုန်ဖိုးပေးချေရမယ့်ငွေသိန်း30ကိုစီးပွားရေးမိဖက်တယောက်ဖြစ်တဲ့ဒေါ်မို ဆိုတဲ့သူစီကိုလွှဲပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပတ်စံ330ကဒေါ်မိုးစီမရောက်လာဘဲအကောင့်လွှဲပြီးခိုင်နှင်းဝေစီမှာသာတောင်းတင်နေတာပေါ့။ဒီဖြစ်စဉ်ဖြစ်ဖြစ်ချင်းမှာပဲငွေမလွှဲမိသူအမျိုးသမီးကဒေါ်မိုးကနေတဆင့်ခိုင်နှင်းဝေရဲ့ရုံးကိုတွားရောက်ခဲ့ပါတယ်။ဒါပေမဲ့ခိုင်နှင်းဝေနဲ့မတွေ့ခဲ့ရဘဲဝန်တန်းနေနဲ့သာတွေ့ခဲ့ရပြီးမချေမငန်ဆက်ဆံခံခဲ့ရတာပေါ့။ဒါအပြင်ငွေ330မှောင်လွှဲမိကြောင်းအချက်လက်အတိအကျနဲ့ပြန်ပြောခဲ့ပေမဲ့ခိုင်နှင်းဝေကိုယ်တိုင်လည်းငွေမလွှဲမိသူအမျိုးသမီးနဲ့တွေ့ဆုံခြင်းမရှိသလိုပတ်စံ330ပြန်ရဖို့အတွက်နေပြည်တော်ထိအဆင့်ဆင့်စတင်ရသေး းတာမလို့ချက်ချင်းမရောက်နိုင်ကြောင်းပြောခဲ့တာပါ ဒါကြောင့်ငွေမှားလွှဲတဲ့မျိုးသမီးကစိတ်တိုးပြီးခိုင်နှင်းဝေတို့အကြောင်းကိုအွန်လိုင်းပေါ်မှာ post တင်ပြီးပြပြလာခဲ့တာဖြစ်ပါတယ်။ခိုင်နှင်းဝေဘက်ကလည်းငွေကြေးသိန်း30ကိုနမယ်ပြက်ခံပြီးပြန်မပေးတာကငွေတောင်းသူနဲ့လွှဲတဲ့အကောင့်ကတယောက်ထဲဖြစ်မနေတာကြောင့်လိမ့်လေတယ်လို့တန်တရားရှိနေခဲ့တာပေါ့။ဒါကြောင့်မယ်ခိုင်နှင်းဝေကငွေမှားလွှဲတဲ့ကိုဝေသူအကောင့်ပိုင်ရှင်ကိုတိုင်းလာရောက်ထုတ်ယူဖို့ပြန်ဖြေရှင်းထားပြီးသူတို့သာလွှဲသူနဲ့ပြန်တောင်းသူတူရင်တော့ပြန်ပေးဖို့ဝင်မလေးတဲ့သဘောနဲ့ရေးသားပြောဆိုလာတာဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းသူတို့ဘက်ကငွေလွှဲတဲ့ဘဏ်အကောင့်ပိုင်ရှင်ကိုဝေသူနဲ့တောင်းတဲ့ ့မျိုးသမီးကတယောက်တည်းမဟုတ်ပဲမောင်နှမရင်သာဖြစ်နေကြတာပေါ့ငွေလွှဲတဲ့မျိုးသမီးကထိုင်းဘက်မှနေတာမလို့မြန်မာဘက်ကအကူအရင်ဖြစ်တဲ့ကိုဝေသူအကောင့်ကိုငှားရမ်းသုံးဆဲကြတာပေါ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်တဲ့သက်သေတွေအကုန်လုံးလဲငွေမှန်းလွှဲတဲ့မျိုးသမီးဘက်ကချပြလာခဲ့ပါတယ်ခိုင်နေဝေတို့ဘက်ကရက်20ကြာလောက်အောင်ပြန်မထုတ်ပေးပဲကိုဝေသူကိုယ်တိုင်လာထုတ်မှပေးမယ်လို့ရစ်တာတွေကိုလည်းလူအများသိအောင်ဖော်ထုတ်လာခဲ့တာပေါ့ တို့ဘက်ကခိုင်နှင်းဝေတို့ယုံကတောင်းဆိုတဲ့အချက်လက်တွေပြေဆုံးအောင်မြို့နယ်ယုံနေထိတောင်းရောက်လှလှထားပေမဲ့ပတ်စံသိန်း30ကတော့ဒီနေ့ဒီချိန်ထိပြန်ရတာမျိုးမရှိခဲ့ပါဘူး။ဒါကြောင့်ငွေမှောင်းလွှဲသူအမျိုးသမီးကသူတို့ဘက်ကခိုင်နှင်းဝေတို့တောင်းသမျှလှုပ်ဆောင်ပေးခဲ့တာရီနဲ့ခိုင်နှင်းဝေရဲ့ဝန်ထမ်းတွေဘက်ကအစမပြေမှုတွေပါတတ်သိနေတကွာချပြလာခဲ့တာဖြစ်ပါတယ်။ဒါရီကြောင့်ခိုင်နှင်းဝေအနေနဲ့အရင်ကလူအများယုံကြည်ခဲ့တဲ့ယုံကြည်မှုတွေပျောက်ဆုံးသွားရကအခက်တွေ့နေရပါတယ်။အချောင်းလူတွေတုန်းကငွေပြန်လွှဲတဲ့မှတ်တမ်းတွေတင်ပြီးဖြည့်ရှင်းထားပေမဲ့ခိုင်နှင်းဝေတို့ကအဖြစ်တင်နေသူတွေများ ားနေတာဖြစ်ပါတယ်။ဘရစ်တတ်အနေနဲ့ရောပရိုက်တာမင်းသမီးကြီးခိုင်နှင်းဝေရဲ့တင်း30ကိစ္စနဲ့ပတ်သက်ပြီးဘလို့ထင်မြင်မိလဲဆိုတာခေါမမပြပြခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။